တခုစစ်ဘုံချုပ်တွေကလည်းတဲ့သူတို့မသေးတိုင်းတဲ့ပြည်သူလူငယ်တွေကိုထိုးကျွတ်တတ်နေတာလို့တွေ့ပြီလားတဲ့စိတ်မကောင်းဘူးဟုတ်ပါလေနော်စိတ်မကောင်းစစ်တပ်ကလည်းပုံမှန်လင်းလင်းပြောမှပြနော်နိုင်ငံတော်စေတနာထားပါနော်နိုင်ငံတော်စေတနာထားခြင်းစေခြင်းတွေပြီဦးမင်းအွန်လိုင်းကနေစာရေးဘုံချုပ်တွေအားလုံးနိုင်ငံရေးအတွက်ထွက်ပေါက်ရှာပါအမေပြခင်ဗျားတို့ ထက်ရရှိတယ်ဗျာဥမင်းအွန်လိုင်းကနေစပြီးတော့အဲ့ဒီထက်ရရှိအစစ်စင်ခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာနော်တော်တော်ပဲ့တယ်တဝဲကတိုင်မှုတွေသူ့တိုင်မှုတွေခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာဒီစကားကိုခင်ဗျားတို့မလုပ်တာလေအဲ့တော့ကျွန်တော်တို့ဒါမျိုးပြောတယ်ဗျာနော်ကျွန်တော်ပြောလို့မကျင်တတ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ဆိုးရင်လည်းတော့တိုင်တဲ့ခေါင်းနဲ့သာပြေးဆောင်လိုက်တော့ကျွန်တော်တို့ပြောတာမှားသလားကျွန်တော်ကမှလည်းနည်းနည်းပဲကြည့်နေတယ်ဗျာအခုကျွန်တော်ပြောတာမှားသလားဗျာမင်းစစ်တပ်ကစီးပွားရေးရန်ဆောင်တာမရတော့ဘူးတဲ့နော် အဲ့ဒီကိုခြာနေထိုးကြည့်ဖို့ဝင်လေးတော့မှမဟုတ်ဘူးလေအသက်တွေဗျအသက်တွေခင်ဗျားတို့မိသားစုမှာတရားရောက်မှာပါရင်ခင်ဗျားတို့ဘယ်လိုခံစားရမလဲအခုကိုမန်ခင်ဗျားတို့ကျွန်တော်စန့်ကျင်နေသူလည်းရှိပါတယ်ဗျာနော်အခင်ဗျားမိသားစုတရားရောက်အဲ့လိုမျိုးထိုးကြည့်ထားလို့ရှိရင်ဘယ်လိုလုပ်မလဲကာကင်းစခန်းကြီးရဲ့အတိတ်ပဲဟာရန်သူရဲ့အရေးငွေစစ်အရေးငွေကိုအနက်အငြင်းနဲ့ခံနေရတယ်ကျွန်တော်ပရိုဖော်မလေးဗျာဒါကျွန်တော်တို့ဒီ logic ကြကြတွေးခေါ်တာပါနော်ကျွန်တော်တို့ logic ကြကြတွေးခေါ်တာပါ ်ခင်ဗျားတို့စစ်ဒီဟာကြီးလည်းမတက်ပါဘူးနော် DSA ကြီးလည်းမတက်ထားပါဘူးသိလည်းမသိပါဘူး DSA ဆိုတာဘာမှတော့မသိဘူးဗျာပုံရင်ပြောမှာဆို AA ကကြောက်ဖြူမျိုးကို အသေးသေးတိုက်နေရနော်အသေးသေးတိုက်နေတာခုတော့ AA က14မိုင်ကနေပြီးတော့9မိုင်ချိုးလာပြီ9မိုင်ဆိုတာကရက်တက်ရင်30နှစ်ကဒါ9မိုင်လို့ပြောလို့ရတယ်ဘာတပတ်ကြောင့်တဝက်ကျိုးသွားပြီတဝက်ကျိုးသွားပြီနော်လူအယောက်20လောက်နေပဲခုခံတာကွယ်နေမင်းတက်တောင်လုံးဝကြာပါလားအဲ့မှာခင်ဗျားလည်းတွေ့ပါလားဗျာနော် ဒီပြူဟာမှုကြာလာတယ်ခင်ဗျားလည်းသိရနော်ပြီးတော့ G1 အဆင့်ထိလည်းအဖမ်းခံလာခင်ဗျားလည်းသိရနော် G1 ဆိုလို့ရှိရင်နောက်ဆုံးပြောရတဲ့ဇာတ်ကားဟာကျုပ်တို့ငောက်ကိုဝိုင်းလာပြီဆိုတဲ့ဇာတ်ကားလေးပြောပြီးတော့သူကဖမ်းခံလာရတာဖြစ်တယ်မင်းတက်တောင်ကြာတဲ့အချိန်မှာခင်ဗျားတို့ဒီအဘအဘဘောမ channel များပေါ့ဗျာနော်အဘဘောမ channel များကမင်းတက်တောင်ပေါ်မှာရှိတဲ့သူတို့မသိဘူးနော်မင်းတက်တောင်ပေါ်မှာရှိမှန်းသူတို့မသိဘူး ထုတ်သူမင်းတောင်အခြေအနေတည်းဘာလို့ဘာမှမသိဘူးအဘကိုထိခိုက်နေနာမှာဆိုလို့ဆိုပြီးတော့ဟိုဘယ်ကောင်မဆိုမော်တီပို့စ်တဲ့ခေါ်ကြဟာမင်းတောင်ကိုတဲ့ဘယ်ကောင်မဆိုရှင်လေးရင်6ဆင်းအုပ်လိုက်လဲကျဲတာလဲဟာပြီးရင်ဒရုန်းကအစင်းတရားနဲ့ဒီလိုဆော်တာမြေပြင်ကလည်းစစ်ကြောင်းနဲ့ထိုးတယ်ဟာအဝိုင်းတော်တဲ့ကောင်တော့ကျွန်တော်ကြည့်တယ်နေစမ်းမအောင်အဲ့မင်းတောင်လုံးဝမရတဲ့အပြင်နော်ပြေးလိုက်ရပြီခုမင်းတောင်